ကြာသာရေးသားမိများတွေအလောက်ကိုင်းတဲ့ငွေကြေးပိုင်းအခြေအနေကိုဒီကူရောက်နေတဲ့အော်တိုဘာလာလာဝက်ကနေစပြီးတော့လာကောပိုင်းဒီကျွန်တော်ဟောပြောပေးမှာပါဒါကိုအင်္ဂါဝိဇ္ဇာနဲ့ဟောပြောပေးမှာဖြစ်ပြီးတော့ပြီးတဲ့အခါမှာဒါဘာတွေထူးထူးခြားခြားကြုံတွေ့လာရနိုင်အောင်မလဲဆိုတာကိုတဲတော့ကန်လေကန်ကြမ္မာဖတ်ကြားပေးမှာပဲဖြစ်ပါတယ်အဲ့တော့လက်ရှိ အင်းငါဝိသာယာတွေးလိုက်ရတာကတော့အလောက်ကင်မှာအစင်မပြေမှုတွေတော်တော်များများဖြစ်ပေါ်လာနိုင်တယ်လို့ဆိုရမှာပဲဖြစ်ပါတယ်။အဲ့တော့အလောက်မှာကြီးခဲ့တဲ့သူတွေညွန်ညင်မှုတွေခံရတာတို့အဲ့အလောက်မှာလုပ်ငန်းတွေပြဿနာလေးတွေပေါ်ပေါက်လာတာတို့နော်ကိုနဲ့တခြားအဲသူတွေနဲ့ပေါ့နော်ဂျားထဲမှာအဲပြဿနာလေးတွေရှိလာနိုင်တာတို့စတဲ့အခြေအနေမျိုးတွေတွေ့ရပါတယ်။အဲ့တော့အလောက်မှာအစင်မပြေမှုတွေနဲ့အတိုက်ခိုက်အနှောက်အယှက်ပြဿနာလေးတွေဖြစ်ပေါ်စေတတ်ပါတယ်။ တတိထားပါလို့မှာကြလို့ပါတယ်ခင်ဗျာ။နောက်ငွေကြေးပိုင်းမတင်မကြဖြစ်နေတတ်ပါတယ်။ရမယ့်ငွေကြေးတွေကရမလို့လို့ရမလို့နဲ့ကိုယ့်လက်ထဲကိုရောက်မလာနိုင်သေးဘူးဆိုတဲ့ပုံစံမျိုးတွေဖြစ်နေတယ်။ငွေကြေးနဲ့ပတ်သက်တဲ့ကိစ္စတွေမှာဖြည့်ရှင်းရမယ့်ကိစ္စတွေမှာမဖြည့်ရှင်းနိုင်သေးပဲနဲ့ပေါ့နော်။ခက်ခဲကြံ့ကြာနေတတ်တဲ့ပုံစံမျိုးတွေနောက်မတင်မကြဖြစ်နေတတ်တဲ့ပုံစံမျိုးတွေကြုံတွေ့ရတတ်ပါတယ်။ဒါမလို့အလောက်ကိမ့်မှာ အားနည်းနေတယ်လို့ဝေးကြီးပိုင်းမှာလည်းပဲအားနည်းနေတယ်လို့ဆိုရမှာပဲဖြစ်ပါတယ်။ဒါပေမဲ့နောက်ထပ်ဘာဒီအထူးထူးခြားခြားကြုံတွေ့ရနိုင်မလဲဘလို့ရရာတွေလည်းလုံးသိမှတယ်ဆိုတာကိုထပ်ပြီးတော့ကျွန်တော်တဲရော့ကလေးနဲ့ကြည့်ပြမှာပဲဖြစ်ပါတယ်။မိတ်ဆွေများကကျွန်တော်ရဲ့ဗီဒီယိုခိုင်းလေးကိုကြည့်ရှုအားပေးနေပြီဆိုရင်နောက် follow မလုပ်ဝသေးတဲ့သူများကလည်းအပေါ်မှာရှိတဲ့အပေါင်းလေးကိုနှိပ်ပြီးတော့ follow လုပ်ခဲ့ပေးလို့ရပါတယ်ခင်ဗျာကျွန်တော်ရှိမှာတဦးချင်းတယောက်ချင်းဗီဒီယိုမင်းများကျင်တဲ့မိတ်ဆွေများတင်ထားတာရှိပါတယ်အဲ့ဒီကနေဆက်သွယ်ပြီးတော့ ကြိုတင်စည်ရင်ပေးကဗီဒီမီမြန်လို့ရှားပါတယ်တဦးချင်းတယောက်ချင်းရဲ့ကိန်းကန်းကိုတွက်ချက်ပြီးတော့လိုအပ်တဲ့ဗီဒီဟော့စတန်လေးကိုကျွန်တော်ပို့ပေးတယ်တိလိုတဲ့မေးလိုတဲ့အကြောင်းအရာတွေကိုဖြည့်ပေးဟောပေးတယ်လိုအပ်တဲ့ရည်ရည်အရာတွေကိုအကြံပြုလမ်းညွှန်ပေးပါတယ်ညံပူသောကတဦးကိုနှစ်ပေါင်းချက်ယူပါတယ်ခင်ဗျာကဲတော့ကြာသာပြီးသားမိများလည်းကျွန်တော်တဲရော့ကလေးချိုးကြည့်လိုက်ပါပြီ တဲရောကကနမိတ်ပုံကဒီတိုင်းတိုင်းကြီးနေနေတာမျိုးဒီတိုင်းတိုင်းကြီးလုံနေတာမျိုးမဟုတ်ဘဲနဲ့အပြောင်းလဲလေးတွေကိုစဉ်းစားသင့်တယ်လို့ဒါအကြံပြုလမ်းညွှန်ပေးထားပါတယ်အဲ့တော့အပြောင်းလဲတွေလုံမှသာလျင်တိုးတက်အောင်မြင်မှုတွေကိုရရှိလာနိုင်လိမ့်မယ်လို့တွေးရပါတယ်နောက်ဒီကာလတွေမှာငြိမ်ငြိမ်လေးနေနေရတာမျိုးမဟုတ်ဘဲနဲ့လှုပ်ရှားသွားလာနေရတဲ့အချိန်တွေ များနေကြပါတယ်အဲ့လိုမျိုးလှုပ်လှုပ်ရှားရှားသွားသွားလာလာလောဝကံရနေရထိုင်ရတဲ့အခြေအနေတွေနဲ့ပတ်သက်ပြီးတော့ကောင်းတယ်လို့တွေ့ရပါတယ်လူမှုရေးပိုင်းတွေမှာကိုယ့်ဘဝကို ကောင်းတဲ့သူတွေရှိတယ်လို့ကိုယ့်ကိုဒုက္ခပေးမဲ့သူတွေနဲ့လည်းပဲ ကြုံရတတ်ပါတယ်အဲ့တော့ခက်ခဲစွာနဲ့ယုံကန်နေရတဲ့အခြေအနေတွေကြီးမယ်ဆိုရင်ဒီအခြေအနေတွေကနေယုံထွက်နိုင်အောင်ကြိုးစားမယ်ဆိုလို့ရှိရင်တော့ယုံထွက်ပြီးတော့လွတ်မြောက်သွားနိုင်ပါလိမ့်မယ်လို့တွေးရပါတယ်ခင်ဗျာရရအနေနဲ့ကတော့မြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးရဲ့ထံမှာစပယ်ပန်းရှိကုန် သုံးမဟုတ်သပယ်ညွန့်ရှင်ညွန့်လှူဒန်းပြီးတော့ဆူတောင်းပေးပါလို့ရတရားလေးပေးလိုက်ရပါတယ်ဒါအလောက်ကိုင်းတို့ငွေကြေးပိုင်းတို့တခြားအနောက်ရှက်အတိုက်ခိုက်တို့ကင်းအောင်ပေါ့နော်ဆောင်ရွက်ပေးပါခင်ဗျာဗီဒီယိုဖိုင်လေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်အဖေမှာကွန်မန့်လေးတွေရေးခဲ့ပါအောင်လိုက်ရှယ်လေးတွေနဲ့အားပေးခဲ့ပါအောင်ခင်ဗျာ